ငလင်းတန်းကိုအပြင်းထန်ခံစားခဲ့ရတဲ့မန္တလေးနဲ့စကိုင်းမှာတခိုးတွေရန်လူကျဲစီးသူတွေရန်ကိုတော်တော်လေးသတိထားနေရပြီလို့ဆိုပါလိမ့်အထူးသဖြင့်တောင်းကြလာတာကတော့တခိုးတွေဖြစ်ပါလိမ့်ပြိုကျနေတဲ့တက်တွေထဲမှာအင်ရှင်ဖြစ်သူကတိုက်တကားလေးတော့ပိတ်ပြီးအပြင်မှာသွားအိပ်ပြီးမယ်လဲ ကိုပစ္စည်းတွေပြန်တယ်ဖို့လာကြည့်တဲ့အခါမှာတော့တိုက်တကားတော့ကိုသေသေးချာချာတိတိရိဖြတ်ထားပြီးတော့အိမ်မှာရှိတဲ့အတွင်းပစ္စည်းမှန်သမျှအကုန်မှားမှုတွေနေတိုင်းလိုလိုဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါကြောင့်အိမ်ပြိုကျတဲ့အင်ရှင်တွေဟာကိုတိုက်ရှိမှပဲဖြစ်တယ်လို့နေပြီးစောင်းဝန်းနေအဆင်မပြေတာတော့မှအခက်ခဲကြက်တဲ့အများကြီးရှိနေတာတော့မှညတော့မှခေါင်းအိပ်ပြော်အောင်အေးရဲပဲနဲ့တခိုးတံကိုတော်တော်လေးကိုစိုးရင်ပူပန်နေတယ်လို့သိရပါတယ်။ ဒါအပြင်တန်ဃာတော်ချုပ်ကလည်းစာဖြေတန်ဃာချုပ်ကကြောင်းကြီးပြိုသွားတဲ့အတွက်ကြောင့်နည်းနည်းပါးပါးလူရှင်းရနေရာမှာတန်ဃာတော်တွေဟာဖြားလေးခင်းပြီးတော့ညဘက်ချိန်မီတည်င်းသုံးမယ်လို့ဆုံးဖြတ်ပေမဲ့လည်းလူ၅ယောက်ကကားနဲ့ရောက်လာပြီးဓာတ်ထောက်ကတန်ဃာတော်တွေရဲ့ဖုန်းကိုလူရက်သွားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါလိမ့်တခြား live ပေါ်မှာမတက်တဲ့ဖြစ်စဉ်အများအပြားမှာမန္တလေးနဲ့စကိုင်းမှာရှိနေပါလိမ့် တော်တော်ဆိုးတဲ့အခြေအနေကတော့အမှန်တကယ်ဒုက္ခရောက်သူမဟုတ်ဘဲနဲ့လာဝေတဲ့ပစ္စည်းတွေကယ်ဆယ်ရေးပစ္စည်းတွေကိုလူမတက်ရမတက်ဝိုင်းဝန်းလူရက်နေတဲ့ဗီဒီယိုတွေတက်ပုံနေမဲ့ဖြစ်ပါတယ်။ဒါဟာလည်းမြေပြင်မှာအမှန်တကယ်ကြုံတွေ့နေရတဲ့အခက်အခဲလို့သိရပါတယ်။ နောက်ပြီးတော့အင်အားများတဲ့လူတွေကလူစုပြီးတော့ပတ်ထုံနေတာတွေသူတို့အိမ်မှာရေတံဘူးတွေထမင်းတုပ်တွေတောင်းလို့ပုံပေမဲ့တကယ်ဒုက္ခအတိရောက်တဲ့သူတွေကတော့သူတို့နဲ့ရှင်ဝင်မလို့ရဲပဲနဲ့ဘေးအားနေတာငေးကြည့်နေရပါလေဒီလိုမျိုးမညီမျှမှုတွေဟာမန္တလေးစကိုင်းမြို့ကြီးတွေမှာအများပြားဖြစ်ပွားနေတယ်လို့မြေပြင်မှာတွားရောက်ထူထန်တဲ့အလူရှင်တွေကကိုယ်တိုင်ကပြောပါလေအတင်းလူရတဲ့ဗီဒီယိုတွေတော့မှတက်လာတာဟာတော်တော်လေးကိုမျက်နာပြက်စရာကောင်းလာပါလေ ်အခုလိုမျိုးမန္တလေးနဲ့စကိုင်းမှာအဲ့ဒီလိုရုပ်ဆိုးအကြီးတက်လာတဲ့ဖြစ်စဉ်တွေဖြစ်လာတဲ့အခါဟာကိုကျွန်တော်တို့အနေနဲ့ကြည့်ရအောင်ဗျနလင်းတန်းကြောင့်ပြိုကျခဲ့တဲ့မန္တလေးစကိုင်းပီလာကွန်ဒိုမှာဆိုရင်စစ်တပ်ကတော့မှလုံခြုံရေးယူပေးထားတဲ့အခြေအနေမှာရှိပါတယ်။ကွန်ဒိုပတ်လည်မှာလုံခြုံရေးတိုးမြင့်ဆောင်ကျက်နေတယ်လို့မြင်ပြမှာရှိတဲ့သူတွေကပြောပါတယ်။အတိအကကတော့ရေနာပစ္စည်းနဲ့ငွေကြေးတွေပျောက်ဆုံးတာတွေကြောင့်လို့ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ကွန်ဒိုပြိုကျမှုကြောင့် တေဆုံးသွားတဲ့ကုခတိုင်မောင်စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီရာရွှေသမီးကတော့အပြည့်စည်းပုံကိုမြေတူးစက်နဲ့ထိုးတဲ့ချိန်အခန်းကိုစီကထွက်လာတဲ့တမိုးကြီးစိန်ကြောက်ပစ္စည်းထုတ်တွေနဲ့ရွှေတွေကိုချိတ်ပိတ်စစ်ဆေးမယ်ဆိုပြီးယူသွားကြောင်းသူမရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်စစ်ဆေးတာဘလောက်ကြာမလဲဆိုတာတော့မပြောဘူးလို့ဆိုပါတယ် ငါးတပ်မြေကြီးတဲ့ကျုံဝင်ပြီး6ထပ်ကျန်နေတဲ့ Sky Villa ရဲ့အဆောင်မှာနေထိုင်သူတချို့ကလည်းရဲနာပစ္စည်းတွေပျောက်ဆုံးတဲ့အကြောင်းကယ်ဆယ်ရေးခွင့်ဝင်တွေကိုလာတီးပေးတာတွေလည်းရှိပါတယ်။ပျို့ပျို့ချင်းမြေပေါ်တင်ကျန်နေတဲ့ထပ်မှာနေတဲ့သူတချို့ကပစ္စည်းပြန်တက်ယူတယ်။ဒါပေမဲ့သူတို့ပစ္စည်းတွေမရှိတော့ဘူးလို့လာပြောကြကြောင်းကယ်ဆယ်ရေးခွင့်တွေကပြောပါတယ်။လုံးကျုံရင်သိကြမှချခင်ကအဲ့ဒီကုန်းတော်ထဲကို ကိုလိုကလူမဟုတ်ဘဲနဲ့ပြင်ပကလူကြီးလဲမချခဏဆိုလို့ဝင်လာတယ်။တချို့ကထုတ်ပြင်းနဲ့ဝင်လာတယ်။ဘယ်ကလူကြီးမှန်းလဲမသိဘူး။အဲ့ဒီလိုမျိုးအခြေအနေတွေတွေ့ရပါလေ။လက်ရှိ Sky Media မှာကယ်ဆယ်ရေးဖွဲ့တွေကတော့ကယ်ဆယ်ရှာဖွေလှုပ်ဆောင်နေတော့မှဖြစ်ပါတယ်။ပိတ်ပြီးတဲ့မျိုးသား၃လောင်း၊မျိုးသမီးလောင်း၅လောင်းရှာဖွေထားပါလေ။ဒါဟာ Sky Media တခုတည်းတမကပဲ။တခြားနေရာတွေမှာလည်းအဲ့ဒီလိုမျိုး ဝင်ရောက်ဖောက်ထွင်းခံရတဲ့အဖြစ်အပျက်တွေပေါ်တင်ယူခံရတဲ့အလူခံရတဲ့အဖြစ်အပျက်တွေအများအပြားရှိနေပါလေစက်ကြည့်အောင်ဗျအခုမန္တလေးမှာဆိုရင်နဲ့မြင်တွေ့နေရတဲ့အခြေအနေကအမှန်တကယ်ပြိုကျတဲ့သူတွေနဲ့ရောပြီးတော့အချောင်းတွေအချောင်းစားလူတန်းစားတွေကအလှလှပေါ်လာပြီးမနှက်ခင်းဆိုအိတ်ကြီးအိတ်ငယ်နဲ့ကလေးတစ်တိုင်းနဲ့လာသမျှပစ္စည်းတွေကိုဆိုင်ကယ်ဆုံးနဲ့ပတ်ပြီး တိုးဝှေ့လူရဲ့နေကြတာပါပဲတဲ့အလှရှင်ကားတစ်စီးရောက်လာလိုက်သူတို့ကအရင်ပြေးအောင်တန်းစီလိုက်အလှရှင်တွေကလည်းမသိပဲနဲ့အကုန်လုံးကိုလှူနေတာပဲတဲ့တကယ်တိုက်ပြိုလို့ ခဏလမ်းမှာထွက်နေရတဲ့မိသားစုတွေဟာရှက်တာနဲ့ဝင်မလို့ရဲတမ်းမစီရတော့ဘူးတဲ့ကျုံမြောက်ဘက်12လမ်းနဲ့လမ်း80ဝန်းကျင်မှာအများဆုံးမြင်တွေ့ရပါတယ်တဲ့ညမောင်ရင် အထုပ်ရွက်တဲ့သူကရွက်စိုက်တွဲနဲ့တည်တဲ့သူကတည်းတနေကုန်ရသမျှအလူပစ္စည်းတွေအိမ်ပြန်တယ်တဲ့မနေ့ဆို ရောက်လာညနေဆိုပြန်ပြီးတဲ့မြင်ရတွေ့ရတာတကယ်ကိုအောက်ကူတူပါတဲ့တကယ်ကိုအိမ်ပြိုလို့ကျောင်းလာသူတွေက ကြည်တာနေတယ်သိတာပါလေတဲ့အလူရှင်တွေတတိချက်ပြီးယူကြပါတယ်တကယ်လို့အဲ့တဲ့သူတွေပဲ ရစေချင်ပါတယ်တဲ့တာဝန်ရှိသူတွေကလည်းတဲ့ကျုံးမေးမှာလာရှောင်တဲ့မိသားစုတွေကိုကိုယ့်ရက်ွက်နဲ့အလိုက်စီစစ်ပြီးအမှန်တကယ်လိုအပ်တဲ့သူတွေလားလူရှင်နဲ့မြင်သားအောင်အမှတ်သားလုပ်ပေးတာမျိုးအိမ်တော်စုတစ်ခုမှာတယောက်ကိုအထောက်အထားတစ်ခုစီ ပေးတာမျိုးလို့ဆောင်ရင်ပိုကောင်းပါတယ်ရောရောင်ပြီးအချောင်ယူပြီးတွေကအယမ်းများနေတယ်ဘလို့လုံးလို့လောက်အမှန်တော့မသိတဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်ဗန်ဒလီနဲ့စကိုင်းမှာတဲ့ငလျင်စိုးရိမ်မှုကြောင့်တဲ့ပြည်သူတွေလမ်းပေါ်ထွက်စေတခိုးနဲ့ဓမြတိုက်မှုတွေကိုပို့ပြီးတော့စိုးရိမ်နေရတယ်လို့သိရပါတယ် အင်ပီလာနယ်ရဲ့ညပိုင်းကလည်းမန္တလေး38လမ်းနဲ့42လမ်းကြား89လမ်းမှာပေါ်မှာတဲ့မျက်နှာဖုံးစထားတဲ့ဓာတ်ကိုင်လူ၅ဦးကသွာလာလောက်ရှာတဲ့အတွက်ပြည်သူတွေစုဝေးပြီးဒီလူ၅ဦးကိုလိုက်လံရှာဖွေခဲ့ရကြောင်းဒါအပြင်ငလင်းလှုပ်ခတ်ပြီးပြိုကျပျက်စီးတဲ့နေအိမ်တွေပျက်စီးမှုရှိပေမဲ့နောက်ဆက်တွဲငလင်းစိုးရင်လိုလမ်းပေါ်ထွက်အိတ်ချိန်တခိုးခံရမှုတွေအများအပြားရှိနေပါလိမ့်လူရတာတွေအိမ်ဖောက်ခံရတာတွေ လူသူပြက်တဲ့လမ်းကျွလမ်းကြမှာဓားထောက်ဓများတိုက်လူတာတွေအရန်ကိုပေါ်တာပါလေတဲ့ဒါဟာမြေပြင်မှာအမှန်တကယ်ပြောနေတဲ့သတင်းတွေပါစကိုင်းဇရာကွက်တင်မှာလဲတဲ့ညာတိုင်းတခိုးကပ်ပါလေတဲ့အဲ့ဒီတော့ရဲရွာကလူငယ်တွေစုစည်းပြီးကိုယ်ဝင်ကိုယ်ရွာလုံချုံကြီးအဲ့ဒီလိုမျိုးပြန်ပြီးတော့လုံချုံကြီးယူနေရတယ်တဲ့ဘယ်သူမှလည်းလာမလို့ရဲဘူးတဲ့လာလည်းမလုပ်ပေးဘူးလို့ဆိုပါလေဒါအပြင်ဖြုတ်ခတ်ခဲ့တဲ့ငလင်ဟာမြို့ပြကြီးတွေလိုဖြစ်နေပြီးအပုပ်နဲ့နေဟာ အခုရက်ပိုင်းမှာပိုပြီးတော့မှစိုးလာတယ်လို့သိရပါတယ်။ညတိုင်းညတိုင်းလုံခြုံရေးကင်းလက်ဆောင်ရွက်နေရပြီး38လမ်းနဲ့43လမ်းကြား89လမ်းမှာဆိုရင်အဲ့ဓာတ်ကင်ထားတဲ့လူအုပ်စုကိုတဲ့မြို့ကန်ပြည်သူတွေနဲ့တန်ကားတော်တွေကတော့မှလိုက်လံပြီးတော့ပူပေါင်းရှာဖွေနေရတယ်တဲ့။အဲ့ဒီလိုမျိုးထိတ်လန့်နေတဲ့အခြေအနေကြောင့်ပြည်သူတွေဟာကောင်းမွန်အောင်မအေးရဲဘူးလို့ဆိုပါလိမ့်။ ်မြေပြင်မှာအမှန်တကယ်ပရဟိတကူညီပေးနေတဲ့အကောင့်ပန်ရှင်ကရေးထားတာကတော့မန္တလေးမြောက်ပြင်ဘက်မှာတဲ့နေလေစားတွေဝေတဲ့ချိန်88 89ကြားလောက်ထင်ပါတယ်တဲ့မိသားစုတစုတဲ့ခွေးလေးလက်ပါတယ်တဲ့ကျုံးပေးတံပန်းမျိုးကငြိမ်ပြီးထန်ကြည့်နေတယ်တဲ့ လိုက်ပို့တဲ့အကိုကိုလမ်းပြတော့မိသားစုလိုက်ထွက်လာကြတာနေမယ်တဲ့ဘာပစ္စည်းမှမပါဘူးတဲ့ဖြားလေးနှစ်ချက်အထုပ်လေးနှစ်ထုပ်သုံးထုပ်တယ်တဲ့လူပုံတွေကချင်းနေမဲ့တဲ့ပုံတွေလည်းမဟုတ်ဘူးတဲ့ဒီပုံစံကသူတို့အတွက်အသားလည်းမကျဘူးတဲ့ဝင်လည်းမတန်းစီရဲဘူးတဲ့လူတန်းကြီးဘက်ကိုပဲနှေးနေတယ်တဲ့သူတို့လိုအပ်နေတယ်ဆိုတာကိုလည်းမြင်သားတယ်ဒါနဲ့ကျွန်တော်လည်းတဲ့ဒီလိုမျိုးလူတွေကိုတဲ့သူတို့မှွေးတဲ့တွေကိုမြင်ရတယ်တဲ့ ူတို့လိုအပ်နေတယ်ဆိုတာကိုတန်းသိလိုက်တယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးလူကြားထဲမှာတောင်းမှုရတဲ့တတိမရှိဘူးလေတဲ့။ဒါကြောင့်ကျွန်တော်ဟာသူတို့ခံစားချက်ကိုသိတယ်တဲ့။ကျွန်တော်ကားပေါ်ကလေးကမြင်နေရတယ်တဲ့။နောက်မျိုးသမီးသုံးယောက်နဲ့မျိုးသားနှစ်ယောက်အတွက်တီးတန်းထုတ်လိပြီးသွားပြီးတော့တဲ့။အဲ့ဒီကအနီကတဲ့ဝန်းနေတဲ့မျက်နှာနဲ့မျက်ရည်နဲ့ပြီးကျေးဇူးတင်ပါတယ်လို့အတန်တနုံရည်နဲ့ပြောတယ်တဲ့ကျွန်တော်လည်းစက်မကြည့်နိုင်မခံစားနိုင်တော့ဘူးတဲ့ နေလေသားတွေသွားပြီးဖို့ရှေ့ကားပေါ်ကချဖို့တွေးသေးတယ်အဲ့ဒီနားမှာဘာကားလာလာနေရာလို့ပြီးတောင်းမဲ့ကလေးတွေကကျွန်တော်လက်ကိုတေးကြကြည့်နေကြလို့ဒီတိုင်းမထားလိုက်တယ်တဲ့ကျွန်တော်သာချလိုက်ရင်တေးကြတယ်တဲ့အဲ့ဒီမလို့အပ်နေတဲ့ဝိုင်းလူမဲ့သူတွေကရှိတယ်တဲ့စိန်ပန်ဘက်အပြန်လဲအဲ့ဒီလိုပဲတဲ့လမ်းတော့တေးချမှတ်ခဲ့တယ်တဲ့လမ်း80 26ဘီလန်နဲ့29လမ်းကြားကအရေး၄တိအောင်ပါတဲ့မျက်နှာငယ်လေးတွေနဲ့ထိုင်နေတယ်တဲ့ အဲ့ဒါချက်ချင်းလက်ငင်းဘာမှမပါပဲလမ်းပေးရောက်သွားတဲ့မိသားစုတွေလို့အတူတူသွားတဲ့အကူကပြောတော့မြောက်ပြင်ဘက်ကကျွန်တော်အထောက်သွားကန်ခဲ့တဲ့မိသားစုကိုပြန်မြင်မိတယ်တဲ့တကယ်လို့များတဲ့ ျွန်တော်လိုခန်းစားခြင်းတဲ့လူတွေပါခဲ့တယ်ဆိုရင်အဲ့ဒီလိုလူရတောင်းတဲ့သူတွေကြားတဲ့ဝင်မတိုးရတဲ့မိသားစုတွေဟိုတဲ့နည်းနည်းစီလောက်ကူညီတင်ပါလေတဲ့နောက်ပြီးတော့မြေပြင်မှာတကယ်တွေ့ရှိတဲ့လူတွေကအိမ်ငှားတယ်မဟုတ်ဘူးတဲ့အခုကမိသားစုငှားပါရှိနေပြန်တယ်တဲ့စိတ်ကုံလိုက်တာလေလူတွေရဲ့မယိုးသားစိတ်ကိုတဲ့အိမ်ပြိုလို့တိုက်ပြိုလို့ကိုပေါ့ကိုပိတ်ပြီးတော့တနေရောက်သွားဖို့စိတ်မကူနဲ့တဲ့သူတို့အိမ်မှာဆိုပြီးတော့အင်းရှိမှာခုံလေးတွေခြာပြီးတနာစုဝယ်ထိုင်နေတယ်တဲ့ဒါကိုအလူရှင်တွေကတွေ့တော့ ဝိုင်းလှူကြတယ်တဲ့တကယ်တော့အဲ့ဒါသူတို့အိမ်လည်းမဟုတ်ဘူးတဲ့ဘုရားရောက်လာတဲ့မိသားစုလည်းမသိဘူးတဲ့အဖွားကြီးတွေလည်းပါတယ်လူကလေးလေးတွေလည်းပါတယ်သားနဲ့သမီးနဲ့အဲ့ဒီလိုမျိုးမိသားစုလိုက်ပုံစံလေးလည်းတကယ်တော့အိမ်ငှားမဟုတ်ဘူးတဲ့မိသားစုအငှားဈေးကွက်ပုံစံပဲတဲ့တတော်ကိုစိုးရပါတယ်ဆိုပြီးတော့ဝေဖန်ထားတာတွေရှိပါတယ်နောက်ပြီးတော့အခုကတတော်ကိုစိုးပါတယ်တဲ့လာပြီးတော့လှူဒန်းထားသမျှဆိုလဲတဲ့ အစာလာအိတ်တွေနဲ့ကိုတဲနေတာတွေလည်းအများကြီးရှိတယ်တဲ့အာမကတော့ကလောက်တွေခက်လဲတဲ့တော့ဦးတဲ့တန်ဖြက်လွှမ်းတွေကိုတေချာတိတိယဖြတ်ပြီးတော့အိမ်ထဲမှာအကုန်ဝင်ခိုးသွားတယ်တဲ့ကိုကကိုအိမ်လေးကို ပြန်မယ်အတွင်းပစ္စည်းလေးတွေတစ်သလုံးရှာဖွေထားတာလေးတွေပြန်ယူမယ်ဆိုပြီးကြီးလိုက်တော့တဲ့အားလုံးကဟောင်းလောင်းဖြစ်နေပြီတဲ့တကယ်ကိုနှမျောတက်တာမိပါတယ်တဲ့အိမ်ပြွားတဲ့အထက်အခုတော့ ဘဝတော့ဘလိုမျိုးရှင်းဆက်ရမလဲမသိတော့ဘူးလို့လက်ရှိဖြစ်စိုးကြီးကိုတိုင်ကြုံတွေ့ခဲ့ရတဲ့တူတူကလည်းပြောပါတယ်။ဘန်ဒလေးမှာလည်းတဲ့ဒီလိုမျိုးစင်တူဖြစ်ရတယ်ရှိပါတယ်တဲ့။ကျွန်တော်တို့ပုပ်ပတီးမှာနေထိုင်တဲ့မိတ်ဆွေများတဲ့ညာဘက်အရင်တတိလေးနဲ့အိပ်ပါဆိုပြီးအကောင့်ပါရှင်တို့ကပြောပါတယ်။ငလင်ကြောင့်ဒုက္ခရောက်တဲ့ချိန်နဲ့ခိုးမဲ့လူမဲ့အခွက်တွေရှိတယ်။သူတို့မှာဓာတ်တွေထုတ်ပြပါတယ်တဲ့။ကျွန်တော်မိတ်ဆွေတူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပြန်ပြောပြလို့တည်တာပါတဲ့။ မလ30ရက်နေ့မနက်၄နာရီလောက်မှာခွေးဟောင်းတန်းကြားလို့ထားကြည့်တော့အဲ့ဒီအဖွဲ့ကိုတွေ့တယ်မင်းတို့ဘာလို့မလို့လဲဘဲရလဲလို့လဲမင်းတို့ဘာမှမဟုတ်ဘူးဆိုပြီးဖတ်သွားတယ်တဲ့သူတို့လက်ထက်မှာဓာတ်တွေတွေ့လိုက်တယ်တဲ့အားလုံးသတိဝရိယရှိကြပါတဲ့ဒီလိုမျိုးအခြေအနေတွေအခက်ခဲတွေအများကြီးရှိပါတယ်တဲ့နောက်ပြီးတော့မတိမတာနဲ့အဲ့ဒီလိုမျိုးအခြေအနေတွေကိုကြုံရတာဘယ်လိုလဲတိုင်ရမှမသိဘူးတဲ့ ိုကြမယ်တဲ့ကျွန်တော်အိမ်လေးကိုပြစ်ပြီးဓမြရန်ကြောက်လို့ညညမျိုးတဲကကျွန်တော်ဆန်ရှင်မှာအခင်းလေးခင်းပြီးသွားရတာတဲ့ဒီမနေ့ဆိုင်နာအကိုနှစ်ယောက်ကတိမ်မဲ့ကံပါရင်တော့တိမ်မှာပဲမင်းအိမ်မှာကြံခဲ့တဲ့ပစ္စည်းယူစရာရှိတာရအောင်ယူငါတို့အဖို့လိုက်ခင်မယ်ဆိုလို့ကျွန်တော်လည်းစိတ်အားတက်သွားပြီတဲ့ဒါနဲ့ကျွန်တော်အိမ်တကားလေးပြန်ဖွင့်ပြီးအပေါ်တက်ယူတာအခန်းထဲရောက်တော့ရှိတာလေးတွေအကုန်ခိုးခံလိုက်ရတယ်ဗျာတဲ့အကယ်ဒမီရွှေတုံးလေးတွေတဲ့မိမရဲ့လက်ဝတ်လက်စားနဲ့ငွေသားချို့ ကုန်ပါသွားတယ်လို့စိတ်မကောင်းဘဲပြောပါလိမ့်။အခုကကားတဲ့အဲ့ဒီလိုမျိုးပေါ်တင်ပြီးတော့လူရက်ခိုးတာတွေအပြင်းနဲ့ online ပေါ်မှာလည်းရင်းနေတာတွေကအများအပြားရှိပါလေတဲ့။အလူရှင်နာမည်ဥမာနာမည်ကြီးတဲ့ခိုင်နေဝေလို အဖွဲ့အစည်းတွေအဲ့ဒီလိုမျိုးအဖွဲ့အစည်းတွေရဲ့နာမည်အတူရောင်တဲ့ပေးအတူတွေလုပ်ပြီးတော့အလူခန္ဓာတွေကလည်းဒုနယ်တွေပါတဲ့အများကြီးပါတဲ့။ တော်တော်လေးကိုတဲ့ရှက်စရာကောင်းတဲ့လောက်ရက်တွေအများကြီးပဲဆိုပြီးတော့ရှင်းထားပါတယ်။ဒါအပြင်နီနီဝင်းဆိုတဲ့အကောင့်ပန်ရှင်ကလည်းသူမရဲ့အကောင့်ထဲမှာတေချာရေးထားပါတယ်။ 63ကွန်ဒိုမှာတဲ့တခိုးတွေဝင်ခိုးနေပါတယ်လေမန္တလေး63လမ်းကားတဲ့ကျမခန်းတွေကယူလို့လွယ်တာတွေအကုန်ဝင်ခိုးခံရပါတယ်တဲ့တခြားခန်းရှင်များအရေးကြီးပစ္စည်းများအဖိုးတန်ပစ္စည်းများအမြန်သွားတယ်ပါတဲ့နေဘက်မှာကုညီတဲပေးနေသူတွေရှိပါတယ်တဲ့ပစ္စည်းပေါ်မူတည်ပြီး9သိန်း10သိန်းတော့ပေးရတယ်တဲ့တော့တော့သူတို့လက်ထဲမထည့်ပေးပါနဲ့တဲ့မိမိမိသားစုဝင်တယောက်ပါမှဖြစ်မှာပါတဲ့ မဟုတ်ရင်တော့ပြတ်မခတ်ခဲ့ပဲဒီတိုင်းထားပြီးညကြမှဝင်ယူခိုးတယ်နေတာလည်းရှိပါလေတဲ့ကျမခံကူငလင်ကြားကအသက်ဆုံးအပေါ်ပြန်တက်ပြီးတေချာတော့ခတ်ခဲ့ပါလေရဲ့ရှေ့ရက်ကလည်းပြင်ဦးလွင်မှာခဏငလင်ရှောင်းတော့ကိုယ်တိုင်တော့မကြည့်နိုင်ပဲတော့ပေးပစ္စည်းတည်ခိုင်းလိုက်တယ်တဲ့အဲ့မှာလည်းကွန်ပျူတာတစ်စုံနဲ့အဲ့ဒီချိုပဲချခံခဲ့တာပါတဲ့ကိုလိုကဦးလေးကိုပစ္စည်းချခံ၅သိန်းပေးခဲ့တယ်တဲ့ ျန်လာပစ္စည်းတွေအများကြီးပါတဲ့ထပ်ပြီးတဲလို့ရမှာတဲမဲ့စိတ်ကူးမှာတဲ့အခုအခန်းထဲကအဝတ်အစားတွေရောလောက်ဝလက်စားနှာရီတွေတံပိုးကြီးပစ္စည်းတွေနောက်ပြီးတော့စနစ်ကာဖနက်တွေဆိုရင်အရန်60နီးပါးခီးတော့ပစ္စည်းတွေထဲထဲလက်ကိတ်နှလုံးအကုန်ခိုးခံရပါတယ်တဲ့63 tower ကွန်ဒိုမှာတာဝန်ရှိလူကြီးများအဲ့ကွန်ဒိုလုံးချုပ်ရဲ့တခိုးပေးရကာဝန်နိုင်အောင်တဲ့အရှိတ်ဘက်ချမ်းကိုကာယံပိတ်ထားတင်ပါတယ်တဲ့ ဘာလို့လဲဆိုကျမတို့လွာဟာတဲ့ရှစ်လွာ ground ကတက်ရင်၁၀တန်းအမြင့်ကအလွာထီးတယ်လမ်းလျှောက်တက်ဖို့ခိုးဖို့ဆိုတာအထက်ကပစ္စည်းရှိမရှိမသိပဲနဲ့တက်ခိုးမခံရဘူးတဲ့အခုတော့ပစ္စည်းရှိမှန်းကြိုသိလို့ပါလေအလုံးဒီကဘေးကအမြန်ဆုံးလွတ်မြောက်ပါလေတဲ့စိတ်ရောကိုယ်ပါအယမ်းကိုပင်ပန်းခဲ့ရပါလေတဲ့ဘသူကဘလိုမျိုးကူညီပါလဲဆိုပြီးတော့စိတ်မကောင်းဘဲရေးထားပါလေအခုလိုမျိုးငလင်းလောက်တဲ့နယ်မြေတွေအထူးသဖြင့် စကိုင်းမန္တလေးနေပြည်တော်ပြည်မနာမှာတာဝန်ရှိတဲ့သူတွေအနေနဲ့ငလျက်နောက်ဆက်တွဲအခိုးတဝက်ရံနေအမှုကျန်းစီသူတွေရဲ့ရံကိုဘလို့ကာကွယ်မလဲဆိုတာတကယ့်ကိုလှုံ့ဆော်တယ်ပါလေကောလာဟာလာနဲ့ရောရောင်ချပြီးအတန်တွေလဲလွှင့်တော်လူတွေဟာစီးပွားဥစ္စာပြည့်ရင်းရတဲ့အထက်မထိတ်တာမလန့်တာခုလိုမျိုး အခြေအနေကြီးဖြစ်တာကတော့တော်တော်ကိုစိုးပါလေလို့ပြောချင်ပါလေ